အလုံးမဲမင်္ဂလာပါနော်စာရေးဆရာချက်ကလေးရေးထားတဲ့မက်ရှက်တီရိုရဲ့တုံးတောင်ဝင်နေမည်ဆိုတဲ့စောင်းလေးအပိုင်း၁၂ကိုဆက်ပြီးဖတ်ပြပေးမယ်နော်အိမ်တောင်မပြူပဲနေဖြစ်ဖို့အိမ်ရှောင်းရေးလောက်ကြရမှာယောက်ျားလေးတွေတဲ့အခက်ခဲနှစ်ခုရှိပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့၁ယောက်ျားလေးမှာအရွယ်ရောက်တာပဲရှိတယ်အရွယ်လွန်နေလို့မရှိဘူးအသက်ဘလောက်ကြီးကြီးအိမ်တောင်ပြုတ်လို့ရနေတယ် ။ဒါကြောင့်ယောက်ျားတွေအတွက်အိမ်ရှောင်ကြီးကိုကျိုးပန်းရင်တသက်တာလုံးကျိုးပန်းနေရတာပဲ။နင့်နောက်အခက်ခဲတစ်ခုကဘာလဲဆိုတော့မိန်ကလေးတွေကရိုရိုအေးမနေပဲယောက်ျားလေးတွေကိုကွန်နဲ့ပြစ်ဖမ်းတယ်လို့ဖမ်းတက်ကြတော့ထုတ်စီတိုးတယ်လို့တယောက်ကိုရှောင်လိုက်လို့လွတ်သွားတာနဲ့တပြိုင်နက်နောက်တယောက်နဲ့ပက်ပင်းကြီးတိုးနေပြန်ရောဒီတော့အောင်ထူးတဲ့မိန်ကလေးယောက်ျားတွေကတော်တော်နေပါနေတော့တာပေါ့ main ကလေးတွေကဘာကြောင့်ယောက်ျားလေးတွေကိုဖမ်းယူရတယ်ဆိုတာကိုတော့ main ကလေးအပိုင်းမှာပြောပါမယ်။အဲ့ဒီအခက်ခဲနှစ်ရက်ကြောင်ယောက်ျားလေးအတော်တော်များများဟာမရွေရဲပဲနဲ့အိမ်အောင်ကြကုန်တော့တာပဲ။ဒါကယောက်ျားလေးတွေရဲ့အပိုင်းမှာဟော main ကလေးတွေအပိုင်းကိုကြည့်ကြပါဦးဆို။သူတို့ကတော့ဘာကြောင့်အိမ်ရှောင်ရေးကိုလုပ်လို့မရတလဲ။ ပထမအချက်အနေနဲ့ပတ်ဝန်းကျင်ဆွေမျိုးသားချင်းအတိုင်းဝိုင်းကြောင့်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။အကူတွေမောင်တွေအမတွေညီမတွေသူတို့ဟာအပြိုကြီးကို တွေးလိုက်ပြီးဆိုရင်ပဲခလေးထင်းကြီးရဲလို့ဘဝပေးတာဝန်တည့်ရနေနဲ့တတ်မှတ်လိုက်ကြတော့တာပဲ။ဒီလိုတတ်မှတ်ပြီးပြီဆိုရင်ပဲတန်ခွင်းကလေးနဲ့မှုတ်တဲ့ဆက်ပြဘူပေါင်းနေလို့တပြုတ်ပြုတ်နဲ့မွေးထားတဲ့သူ့ရဲ့ခလေးကိုလာထိုးပေးတော့တာပဲလေ။ ဒီတော့အိမ်ရှောင်ရေးလုတ်ခဲ့မိတဲ့မိမငါတော့မှားပြီဆိုတဲ့ကြီးစွာသောနောင်တကြောင့်စိတ်တွေထိခိုက်ပြီးခလေးထိန်းတာချင်းတူတူငါခလေးပဲငါဘယ်သူမှပြုတ်မိမိအမှုဆိုပြီးထိန်းတော့မယ်ဟေးလို့လင်းယူလိုက်တော့တာပေါ့ရှင်ပြီးတော့ရှိသေးတယ်ညမာဝမ်းကွက်အမာဝမ်းကွက်တွေကရှိသေးတယ်ကံကောင်းလို့ယောက်ျားကောင်းကောင်းများရလာရင်အိမ်ကိုရေထွက်အောင်လာမယ် ပြီးရင်လင်းရတာကိုပဲကိုယ့်ရဲ့အရေးချင်းကောင်းကြီးတရက်လိုလှုပ်ပြီးကြွားဆောင်ကြွားဆောင်လှုပ်ပြတယ်။အိမ်ရှောင်ကြီးလုံးမိတဲ့လူကိုပဲညံ့လို့ဖြင်းလို့လင်းမရတာလို့လို့တပုတ်လေးလေးနဲ့ပြောကျင်ကြသေးတယ်။ခတ်ပါတယ်ပြိုင်စရာမရှိလင်းယူတာ ပြိုင်ကြတယ်လေ။ဒီတော့အမျော်မြင်ကြည့်ပြီးအိမ်ရှောင်မိတဲ့ခမရမလည်းအမျော်မြင်မကြည့်နိုင်တော့ပဲဟဲ့ငါ့မှာလည်းအရေးချင်းကြီးနဲ့ပါဟဲ့လို့ ထမင်းကိုအလံထူးပြီးအိမ်တောင်ပြုတ်ပြစ်လိုက်တော့တာပေါ့ဒါကပထမအချက်ဒုတိယအချက်ကတော့ယောက်ျားလေးတွေအပိုင်းမှာ တင်ပြခဲ့တယ်လို့ဖန်ယူရတဲ့ကိစ္စပါပဲယောက်ျားလေးဆိုတော့ကအရွယ်ရောက်ခဲ့ပြီးရင်နောက်ဖက်မှာအကန့်အသတ်တောင်မရှိတော့ဘူးကြိုက်တဲ့အရွယ်မှာအသက်မသေးသေးရင်အိမ်တောင်ပြုတ်လို့ရတာပဲ main clue တွေကျတော့ဒီလိုမဟုတ်ဘူးရှင် အရွယ်ကလေးနည်းနည်းလွန်လာနဲ့ဟိုင်းပြီးတဲ့တဏီပြောရရင်မြင့်မဟုတ်တော့ဝါးဖြစ်သွားပြီပေါ့လေတကယ်ဆိုရင်မြင့်ဟာမြင့်နေရနဲ့တန်မိုးရှိတယ်လို့ဝါးဟာလည်းဝါးနေရနဲ့တန်မိုးရှိတဲ့နာပေါ့ကောင်းရင်ခြေတော့ဖောက်တော့မြင့်နဲ့ဖောက်လို့ရမလားဘာဖြစ်လေမိန်းကလေးတယောက်တည်းအိမ်အောင်ပြုတ်နိုင်တဲ့ကားလားအကန့်တ်ဘောင်ရှိနေရလို့လေတိရော မိန်ကလေးတွေခမမျက်လုံးပြူမျက်စံပြူနဲ့အိမ်တောင်ပြူဖို့ရောင်ရောင်ကန်းကန်းနဲ့ကြိုးစားကုန်ကြရတာပေါ့မြက်ကလေးဆံပြလို့ရတာဆိုတော့ငငယ်ရရជីជីရရရွယ်တူရရ ကာလအပိုင်းခြားအတွက်မှာအမိချစ်ကုန်ယူရတာဆိုတော့ဘေးလူတွေအမြင်မှာကွန်ပစ်ပြီးဖမ်းတယ်လို့ထင်မြင်ကုန်တော့တာပေါ့လေ ။ဘာဖြစ်ဒါရီယာမင်းကလေးတို့အိမ်ရှောင်ရေးလုပ်လို့မရအောင်ဖျက်လို့ဖျက်စီလုပ်နေတဲ့အချက်တွေပဲပေါ့။မင်းကလေးတွေကဒီလိုဖမ်းလို့လွယ်အောင် အခြေအနေတွေကလည်းပေးနေတာတတိယအချက်ပေါ့ရှင်။အိမ်တောင်ပြုမှုရဲ့စာတမီးစားဘွားမှာအရေးအောင်လက္ခဏာတွေပြကြတယ်။မင်းကလေးဘက်ကဘာရီသဘောဆောင်ပြခဲ့တယ်လဲဆိုရင်နှစ်ယောက်သားအတူတူနေကြရင် နေအိမ်ကိုအလှဆင်မှု ကြက်တင်နဲ့ပြေဝစီဖို့မိကတာဝန်ယူပါမယ်။ဒါရင်မကသေးဘူး။စားမှုတောက်မှုတွေချက်ရည်ပြုတ်ရည်ကိစ္စခလေးတွေမွေးပေးရည်ကိစ္စတူတူပြောရရင်လက်လင်းတဲ့ရှာတဲ့ငွေတွေကုန်ဖို့နီးလန်းတွေတတာဝန်ယူရပေါ့။ဒါအတွက်အပြည့်အလန်သဘောနဲ့မောင်ကအဆုံးရှုံးခံရမှာကမောင်ရဲ့ဝင်ငွေတဝက်မောင်ရဲ့အားလက်ချိန်အလုံး မောင်ရဲ့လွတ်လပ်ခွင့်အားလုံးဒါတွေကိုယာသက်ပန်ဆုံးရှုံးရမယ်ပေါ့။တမီးစာဘွားမှာဒီလိုအရေးလက္ခဏာတွေပြကြပြီ။သဘောတူကျင်းနေကြတော့အိမ်အောင်ပြုတ်လိုက်ကြပါလေရော။အိမ်တောင်လည်းပြုတ်ပြီးရော။ဂရီးတွေနားလည်မှုတွေပြက်ကွက်ကြပြီဆိုပါတော့။ယောက်ျားလေးဘက်ကပြက်ကွက်ပြီးဟူဝင်ငွေတိုးရမပေးဘူးဆိုပါတော့။ကောင်မလေးကရက်ွက်ကောင်စီစတဲ့လူကြီးမိမတွေကိုတိုင်ရင် ကောင်းလေးလက်လွန်နဲ့စိုးပြီးဆုံးဖြတ်ခံရမှာပဲ။ဟောကောင်မလေးဘက်ကပြက်ကွက်တယ်ဆိုပါတော့ဒီတော့ကောင်လေးကရက်ကွက်ကောင်စီစတဲ့လူကြီးမျိုးရည်စီသွားပြီ။သူချက်ကျွေးတဲ့အစားအစာတွေစားကျွန်တော်အစာမကြေဘူးခမရဆိုပြီးတိုင်တန်းလို့ကောင်မလေးကိုအေးအေးယူမနေလား။ဟင်းဝေးလိုက်တာရှင်ဒီတော့အိမ်အောင်တဲ့ဘွားမှာတပန်းတာနေတဲ့အခြေအနေတွေက ရှိနေတော့ မိန်ကလေးတွေကအိမ်ဆောင်ရေးကို မလုံနိုင်ကြတော့ပဲအိမ်ထောင်ရေးပဲလုပ်ကြရတာပေါ့နောက်တစ်ခုကတော့အင်္ဂလိပ်လို instant လို့ခေါ်တဲ့မွေးရပါဇာတိစိတ်ပဲရှင်ယောက်ျားလေးတွေမှာဇာတိစိတ်တိတ်မရှိပဲမိန်ကလေးတွေမှာကြီးဇာတိစိတ်တွေများနေတလားတော့မသိပါဘူးရှင်အတိုက်ဆောက်ခြင်းဇာတိစိတ်ဆိုပါတော့ငမကလေးတွေမှာ မွေးကလေးကပါလာတယ် လူမကလေးတွေကလည်းဒီတိုင်းပဲရှင်အတိုက်ဆောက်ချင်းဇာတိစိတ်ပါလာတယ်ဒီတော့ယောက်ျားလေးကအတိုက်ထဲကိုဝင်လာအောင်စောက်တော့တာပဲတတိပြုတ်တက်မယ်ဆိုရင်အတိုက်ဆောက်တာကိုအဝေးကပဲမြင်နိုင်ပါတီလို့ဆိုရလောက်ဖြစ်ပါတယ်မောင်ကမတောင်းဆိုပါနဲ့မောင်ရဲ့ပြုတ်သွားတဲ့ကြဲတီးကလေးကိုတက်ပေးချင်တာနဲ့ လင်မယမဖြစ်သေးပဲနဲ့လဲမောက်လက်ကင်ပွားလေးကိုရှော့ပေးချင်ရတာနဲ့မောင်ကို အစားတောက်ပြင်ကျွေးချင်ရတဲ့မောင်နေမကောင်းတလို့ဖြစ်နေဂူးဆိုင်ချင်ရတာနဲ့မောင်အတွက်စိုးရင်ရလုံးလို့ဘာမလုံးနဲ့ဘလို့လောက်ပါလားနဲ့ဩစာတွေပေးချင်ရတာနဲ့မောင်တငယ်ချင်းတွေကိုရင်းနှီးချင်ရတာနဲ့အဆရှိတဲ့ဟာကလေးတွေကိုပြုလုပ်လာတယ် လူပြိုဘွားဟာ၆တွေ့ပြီးပြစ်ထားခံရတဲ့ဘွားလို့ယောက်ျားလေးထင်လောင် ပြုတ်လောက်တက်လာတယ်။နှစ်ယောက်အတူတူနေမှပဲဘွားဟာစိုးပြေတာယာပြီးပြေဆုံးတယ်လို့ထင်မြင်လောင်မိန်းကလေးကပြုတ်လောက်တက်တယ်။ဒါဟာအတိုက်ဆောက်ချင်းဇာတိစိတ်ရဲ့ပြုတ်ပြင်ခြေလဲမှုတွေပေါ့။ဟောဥပမာဆောင်းပြီးတောင်လေး ပြောလိုက်ကြသေးတယ်။ကက်ကြီးဆိုတာနှစ်ပိုင်းရှိမှအတော့ဝင်တာ။တစ်ပိုင်းနဲ့ရှိနေလို့ဘဲကက်ကြီးမှညှက်လို့မရလို့ပြောချင်ကြတယ်။ ဥပမာဆိုရာကတော့ဒီလိုကြီးပဲပေါ့ရှင်ကိုပြောချင်တဲ့စကားနဲ့ကြိုက်တောင်ရွေးပြောမှာကိုမစီလျော်တဲ့ဥပမာကြီးကိုဘသူကပေးမာတယ်လဲအခုလဲနှစ်ဦးရှင်တွဲနှဲ့ပြော်ရတဲ့အတိုက်ခုံမှုကိစ္စတစုံလို့ခေါ်တဲ့ကက်ချီမွေးညက်ဇာကနာမင်းညက်အဆရှိရဲ့နှစ်ပိုင်းပေါင်းမှတစ်ခုဖြစ်ရတဲ့ဟာတွေဥပမာတင်ကြတော့တာပေါ့ ဒါပေမဲ့လောကမှာတခုတည်းထီးထီးဖြစ်ပြီးအတော်ဝင်တာတို့ဘယ်သွားထားမလဲရှင်ဂျန်ဂျူဆိုတာတချောင်းနဲ့ပဲအတော်ဝင်တာပဲဦးကောင်းလည်းတလုံးနဲ့ပဲတိတ်ကိုအတော်ဝင်တာပဲမဟုတ်ဘူးလားရှင်ကက်ကြီးကတပိုင်းနဲ့ဆိုရင်တုံးမရဘူးဟုတ်လားတူရင်းကြတော့တချောင်းနဲ့ပဲဘာဖြစ်လို့အတော်ဝင်တယ်လဲသူတို့ကပြောကျင်ပြောကြမှာပေါ့အရာရာမှတဆုံးဖြစ်တဲ့ နှစ်ခုကမှကောင်းမွန်တဲ့သဘာဝကြတယ်ပေါ့လေပြေတနာဖြည့်ရှင်းရမှာကြည်ပါလားတဦးတယောက်တည်းငုံငူကြီးထိုင်ပြီးဖြည့်ရှင်းတာထက်နှစ်ယောက်ပေါင်းပြီးနှစ်ခေါင်းနဲ့စဉ်းစားရင်ပိုပြီးပုံလင်းမြန်ကောင်းမွန်တဲ့အဖြေကိုမရပေဘူးလားလို့ကိုကြိုက်တဲ့ဥပမာကိုဆွဲပြီးပြောမှာပဲဒီတော့မဆက်တရားမေးချင်တယ်ဒါဖြင့်ရေအုံနှလုံးရွက်တာကြတော့ဘာဖြစ်လို့ဟန်မကြတာလဲလို့ ဒါတော့သူတို့ကခေါင်းတလုံးတဲမို့လို့ပါလို့စကားကိုကက်ပြီးဖြေးချင်းဖြေးချအောင်မယ်။ကဲဒါဖြစ်ကောင်းပြီ။ခေါင်းနှလုံးနဲ့ရေအိုးနှလုံးကိုစွန့်ပြီးရွက်ရှောက်ပြစမ်းပါလားဟင်။စကက်ကြည့်ရတယ်လို့ကြည့်လို့တော့တော်တော်ကောင်းမယ်နော်။တခါသူတို့ကပြောချင်ကြသေးတယ်လက်ခုပ်ကိုကြည့်ပါလား။တစ်ဖက်တည်းဆိုရင်တီးလို့ရပါမလားတဲ့။ လက်ခုံနှစ်ခုပေါင်းမှဖြောင်းကနေမှီတော့မှာပေါ့တဲ့မှန်လိုက်တာရှင်လက်တစ်ဖက်တည်းဆိုရင်ဘာတမ်းမှထွက်မလာဘူးတိတ်ဟုတ်တာပေါ့ရှင်လူလဲဒီလိုပဲပေါ့တယောက်ထဲနေအေးစစ်စစ်ပြပြရှင်မဲပေါ့လူပြိုကြီးအပြိုကြီးတို့ကြည့်ပါလားသူတို့ကဘယ်တော့မှတယောက်ထဲရံဖြစ်ကြပါဘူးဟောလင်မယာစုံတွဲလဲဖြစ်လာရောတခါလဲဖြောင်းဖြောင်းနဲ့ထတ်တက်ကုန်းတော့တာပေါ့ ကဲဒါပဲကြည့်တော့စကားဆိုတာကိုလည်းလိုရာကိုဆွဲပြောကြတာပဲလေအထက်ကတင်ပြခဲ့တယ်လို့အတိုက်ဆိုင်ပုံမျိုးကလွဲကူပြီးရိုးစင်းလွန်းလာတော့မြင်လွယ်တပော့လေဝါရင်နဲ့လူပြိုမောင်းနေဆိုရင်ချက်ကနဲ့တတိပြုမိမှာပေါ့ငါတို့ကိုလှောင်ဖို့အတိုက်ဆောက်ပြီးလို့ဒီတော့နောက်ကျရင် ပူရင်မြင်ရန်ခဲ့တဲ့အတိုက်ဆောက်ပုံတွေတင်ပြအောင်မယ်။သုံးတောင်ဝင်းနေမြေဆိုတာမိမတွေချင်းချင်းစကားပြောကြတဲ့စကားဝိုင်းမဲ့လေဘယ်မှာတွေ့နိုင်တယ်လဲ။အိုးလောကမှာယောက်ျားဥယေထံမိမဥယေကများတော့ဘယ်မှာမဆိုတွေ့နိုင်တာပေါ်ကောပေါ်ရှင်။ဘုံကြီးเจ้าကဥပုပ်ဇရက်မှာလည်းတွေ့မှာပဲ။စာတင်ခန်းအတက်မတက်ခင်အချိန်ကလေးမှလည်းတွေ့မှာပဲ။ အိမ်တိန်ရဲ့ဧကန်းမှလည်းတွေ့နိုင်တာပဲအတွင်းဘက်ကအခန်းထဲမှလည်းတွေ့မှာပဲအလှူအိမ်ကစပွဲခုံဝိုင်းတစ်ခုနားမှာရောအတွင်းဘက်လှုပ်လှုပ်တဲ့နေရာမှာရောတွေ့နိုင်တာပဲလေရုံကန်းတွေထဲမှလည်းတွေ့နိုင်တာပဲဒီတုံးတောင်ဝင်နေမြေထဲကိုဘယ်သူရောက်နေတက်တယ်လဲ ဘသူရှိအောင်မှလဲရှင်ယောက်ျားတွေအတုံးမကြပုံအเจ้าတွေကိုမျက်မြင်ကိုတွေ့တာရကတွေတင်ပြနေတဲ့နေမည်းဆိုတော့ယောက်ျားပဲဝင်ရောက်နေတော့ပေါ့ဘလို့ပုံတရံမျိုးနဲ့ဝင်ရောက်လာတတ်တယ်လဲလေးဘက်ကလေးထောက်ပြီးချဲ့တော့မျက်နာနဲ့ကိုကိုကလေးဝင်ရောက်လာရတာပေါ့ရှင်အိမ်အောင်တဲရင်စုံမိရင်လဲကိုယောက်ျားဘလို့နှုံတဲ့အเจ้า အပြူတွေစုံမိရင်လဲကိုရီးစားဘလောက်တုံးတယ်ဆိုတဲ့အကြောင်းဒါရီဒါရီပြောမဆုံးမှတောတုံးအောင်ဖြစ်နေကြရတာပေါ့ယောက်ျားတွေကဒီလောက်ပဲတုံးရသလားအမေဓာတ်ထက်တောင်တုံးမတီးတော့တုံးတာကိုဗျရာချိန်နဲ့သာတိုက်လို့ရရင်ယောက်ျားတွေကိုတိုက်ကြည့်ဗျရာကြီးကအောက်ကတော့ပောက်ထွက်သွားအောင်မယ်စံချိန်မြင့်တက်လာမနိုင်ပါဘူး ဟောစကားဝိုင်းတစ်ခုမှအတော်ကြီးတယောက်ပြောတာကိုဖောက်တယ်ချရအောင်မယ်။ယောက်ျားဆိုတာဘလောက်ဦးရဲဘလောက်ချရဲဆိုတာတွေးလို့မရအောင်တောင်ဖြစ်ရကြောင်သိစေချင်လွန်းလို့ပါ။ဒီတော်ကြီးကရန်ကုန်မြို့ထဲမှာနေတာမဟုတ်ပါဘူး။မြို့ပြင်ပန့်ရက်ွက်တစ်ခုမှာနေတာပါ။မြို့လေကောင်းနဲ့လေတော်တော်ကိုဝေးပါတယ်။သူတို့ဘက်ကလူနေအိမ်ကြီးကျဲတယ်ရှင်။ ခြံကြီးတွေလည်းကျဲတယ်သူ့အိမ်ရှိမှဆိုရင်ကွင်းပြင်ကွက်လက်ကြီးပဲတနေ့မနက်မှာအတော်ကြီးကခြံဝဲဝါနာမှာအမိုက်တွေရှင်းနေတာကိုဒီအချိန်မှာလူတယောက်ချင်းကပ်လာတယ်လေလူဆိုတာဒီနေရာမှာယောက်ျားတယောက်ဆိုလိုပါတယ်သူကအတော်ကြီးဒီလမ်းမှာအယူတယောက်ဖြတ်သွားတာမြင်လိုက်မိပါသလားလို့မေးတယ်ဘလို့ပုံတရံမျိုးနဲ့လဲကွယ်ဟဲ့ လူကတော်တော်ကိုပူတယ်သူ့ကိုအလေးချိန်က30 20တုံလေးတယ်ဒီတော့အတော်ကြီးလဲမျိုးလုံးပြူသွားတာပေါ့ဟင်လူကတော်တော်ပူတယ်ဆိုပူတဲ့လူကဘလို့လုတ်ပြီး30 20တုံလေးနိုင်မှာလဲကွယ်哦ကျွန်တော်ပြောပြပါတကော तू ဟာအယူပါဆူမကဲကြည့်ပါတော့ယောက်ျားတွေဘလောက်တောင်တုံးတယ်လဲ ဆိုရာကိုလေအတော်ကြီးပြန်ပြောတော့ကမက်ရှက်တေးဆိုတာရီလိုက်ရတာမျက်ရည်ချောင်းစီးကရောတတိယပြန်ပြီဒီထက်ဆိုတဲ့ကိစ္စတခုပေါ့ယောက်ျားတွေကိုလေဖျားစုပန်မင်းယောက်ျားတွေကြီးပဲသူတို့ဟာထာဝရစင်ခွင့်လွတ်တတ်တယ်အဲ့ဒီလိုတော့ဘယ်တော့မှမတင်စားပါနဲ့ရှင်တိတ်ကိုမှားသွားမယ်အမှန်ကတော့ယောက်ျားတွေကမိန်းမတွေထက်ပိုပြီးလက်စားချေတတ်တယ် မိမာရီကဆိုရင်လက်စားချေခြင်းစိတ်ကိုရင်ထဲမှာတို့ထားပြီးတနည်းမှာပွင့်ထွက်လာတာမရှိဘူးပြောเสียရှင့်ချက်ချင်းပဲခွန်းတုံပြန်ပြောပြောလိုက်တာပဲရှင်သူတို့ယောက်ျားတွေကဒီလိုမဟုတ်ပါလားချက်ချင်းတော့နှုတ်ရှာမဲ့တယ်လို့ဘာတခုံးမှပြန်မပြောတတ်တော့ကျန်နာကြီးမှိုင်းတိုက်ထားတယ်လို့ငိုင်းပြီးတိတ်နေတာပဲဒါကိုခွန့်လွတ်တာလို့မထင်နဲ့ ရံညိုးကိုရင်ထဲမှာတိမ့်ထတာမကျင်နဲ့တောင်ခဲသွောင်းဝန်းထဲမှာအေးခံနေတာတနေ့နေ့တစ်ချိန်ချင်းကြတော့ဒီမကျင်နဲ့ချက်ကြီးကပွင့်ထွက်လာကြော်ရှင်ဒီလိုအခါမျှဘေးကနေမြင်ရရင်လေဥတက်ရမလောက်ရီရတာရှင်ပြောပြရင်ပြောရင်ဖြစ်နေတဲ့ဖို့ဖို့ချက်တာတွေ့ရင်လေလာကဘာဘောကိုပြင်ရောက်မှာမဟုတ်ဘူး ူချစ်တဲ့မြေကဘာကြီးပေါ်မှာပဲဥတက်ပြီးဖိုးဖိုးကတ်တောင်ဖြစ်သွားနိုင်တယ်။ကိုတွေ့ပါသူတို့လင်မယားအကြောင်းနဲ့မက်ရှက်တီမကြခနပြောပြောနေရလို့သူတို့ကိုအားနာစရာတော့ကောင်းနေပါပြီ။ဒါကြောင့်ဒီတခါတော့နာမည်တွေထုံမပြောပြရစီနေတော့။တာမန်လင်မယားတဆုံလို့ပဲဆိုကြပါစို့။တနေ့ကျတော့ယောက်ျားလောက်သူကမော်တော်ကားတိုင်အဟောင်းနဲ့လေးလုံးဝယ်ပြီးပြန်ရောက်လာတာကို သူ့မိမမီးရက်တဲ့ဟာမျက်လုံးမျက်စံတွေပြုတ်ကုန်တော့တာပေါ့ရှင်။ဘာလောက်လာလဲရှင်။ဟာဘာလောက်လာရမှာလဲ။တာယာလေးလုံးကိုနှလုံးစာပဲပေးရလို့ငါဝယ်လာတာပေါ့ဟာ။ဟင်းရှင်ဟာလေးတတော်ကိုခက်တယ်။ပက်ဆံကိုတက်တက်ဖြုံးထိပစ်တယ်။အပြင်ထွက်အရင်တာယာတွေဝယ်တာပဲ။ကို့မှာကားလည်းမရှိပဲပဲ။ မိမကဒီလိုပြောလိုက်တော့ယောက်ျားဖြစ်သူဟာသူ့ရင်ထဲကမကျင်တဲ့ချက်ကြီးပောက်ကွဲထွက်လာတော့တာပေါ့ရှင်။ဟေးငါလောက်တာကြာကတော့မင်းကပူညံပူညံလှုပ်တဲ့ပေါ့လေ။ဒီမှာမင်းဗရာစီယာတွေဝဝနေတာငါဘယ်တော့မှမကျင်မနဲ့ပြောခဲ့ဘူးတလဲတဲ့ရှင်။မရှက်တေးကတော့ဖိုးဖိုးကျက်လို့ကိုဖြောက်ဆက်မရှိတော့ဘိုင်းနှိပ်ပြီးရရတာပါပဲရှင်အောက်လို့မှမရဘဲကိုလင်း ဒါထက်ပြောရအောင်မယ်လီယောက်ျားတွေဟာမိန်းမတွေထက်မကောင်းတဲ့နေရာတွေမှာသာလွန်နေပါလျက်ကနဲ့သူတို့ကိုမိန်းမတွေကလိုက်ပြီးရင်မောင်တန်းမှာကြောက်ကြသေးတယ်။ဒါဘာဖြစ်လို့လဲဆိုတော့တနေ့ရင်မောင်တန်းမိပြီဆိုရင်ဖြတ်ထွန်းညံစိတ်ကူးစိတ်တန်းကောင်းတဲ့မိန်းမတွေဟာသူတို့ကိုလေမုတ်ချကြော်လွန်သွားကြတော့မှာကို မြင်မိကြလို့ပဲရှင် ဒါကြောင့်အားနှဲ့တဲ့အစာရိဆိုပြီးမိမတွေမိမိကိုမိမိယုံကြည်အားကိုးမှုကင်းအောင် ပြောကြရေးချနဲ့မိမတွေကိုအညွန်တွန်းအောင်လုပ်နေကြတာတကယ်ဆိုရင်မိမတွေကတချို့များဆိုရင်ယောက်ျား9ယောက်လောက်လွင့်သွားအောင်ကင်ပေါက်ပြစ်နိုင်ကြတယ်ရှင်ဘလိုပဲဖြစ်ယောက်ျားတွေကမိမတွေသူတို့နဲ့ရင်မောင်းတန်းလာတော့မှတိတ်ကြောက်နေကြတယ် အနောက်နိုင်ငံမှာဆိုရင်မိမတွေအသိန်းဖွဲ့ပြီးယောက်ျားတွေနဲ့ရှင်ပောင်းတန်းနိုင်အောင်လှုပ်ရှားနေကြတာကိုတကဘာလုံးကယောက်ျားတွေရှင်တုံနေကြပြီးကဘာမျက်လုံးပြူအဖွဲကြီးဖွင့်နေတော့ဟိန်းနေတဲ့အဖွဲကြီးတခုဖြစ်လာစရာအကြောင်းရှိနေတယ်။ကဲဒီတပတ်တော့ဒီလောက်ပဲပြောပြရစီတော့အပိနာစင်ပြခဲ့ကြတဲ့တအူးချင်းတယောက်ချင်းစီတာ စုအားကြီးအများကြီးပဲတင်ပါရနော်အားလုံးကိုရောစိတ်ပါ ကျမ်းမာချမ်းသာဤချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်